ပျော်ခြင်းသည်လူတဦးကိုအိပ်ပျော်ဖို့ခက်ခဲစေတဲ့အိပ်ဆက်မှုဆိုင်ရာချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်အိပ်ပျော်ဖို့အခက်ခဲရှိခြင်းအိပ်ပျော်နေစဉ်ဆက်လက်အိပ်ပျော်နိုင်မှုခက်ခဲခြင်းစိုးစိုးနှိုးထပြီးပြန်အိပ်မပျော်နိုင်ခြင်းတို့ပါဝင်ပါတယ်အိမ်မပြောခြင်းသည်အသက်အရွယ်မရွေးလူများကိုထိခိုက်စေနိုင်ပါれအလုတ်သို့မဟုတ်ကြောင်းစွမ်းဆောင်ရည်လူဘဝရဲ့တချို့ကဏ္ဍများကိုအပြည့်သဘောဆောင်နိုင်ပြီးစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာအချို့ဖြစ်ပေါ်ရမှာလဲအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နိုင်ပါれ ိတ်မပြောခြင်းရဲ့လက္ခဏာတွေရှုပ်ထွေးမှုတွေအကြောင်းရင်းတွေနဲ့ကုသမှုရွေးချယ်စရာများကိုလေ့လာကြည့်ရအောင်အိတ်မပြောခြင်းအိပ်စက်မှုဆိုင်ရာချိုယွင်းမှုလက္ခဏာများရှုပ်ထွေးမှုများအကြောင်းရင်းများနဲ့ကုသမှုအိတ်မပြောခြင်းအိပ်စက်မှုဆိုင်ရာချိုယွင်းမှုအိတ်မပြောခြင်းသည်ယောဂတစ်ခုအဖြစ်မသတ်မှတ်ထားဘဲအိပ်စက်ခြင်းကိုစတင်ရမှာ အနောက်ရှက်တစ်ခုသာဖြစ်ပြီးညဘက်မှာအိပ်စက်နေစဉ်မကြာခဏနိုးထခြင်းတို့ကို ဆိုလိုပြီးလူတအူးပင်ပန်းနှွမ်းနေခြင်းမှာ ိတ်ပျော်နိုင်ခြင်းမရှိတဲ့အခါစိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အိတ်မပျော်ခြင်းသည်ကဘာတဝမ်းရှိလူတန်းပေါင်းများစွာကိုထိခိုက်စေပြီးအိတ်ဆက်မှုဆိုင်ရာချိုယွင်းမှုတစ်ခုအဖြစ်သတ်မှတ်နိုင်ပါတယ်။အိတ်မပျော်ခြင်းသည်လူတဦးကိုအိတ်ငိုက်စေခြင်းအိမ်မပျော်နိုင်ခြင်းစောစောနှိုးထပြီးပြန်အိမ်မပျော်နိုင်ခြင်းတခါတရံနှိုးလာပြီးနောက်ပင်ပန်းနွမ်းနယ်မှုခံစားရခြင်းတို့ကိုဖြစ်စေပါတယ် အိမ်မပျော်ခြင်းဟာအသက်အရွယ်မရွေးလူတွေကိုထိခိုက်စေနိုင်ပါတယ်။တချို့ဆေးဘက်ဆိုင်ရာလိလာမှုများအရအမျိုးသမီးတွေဟာမျိုးသားတွေထက်အိမ်မပျော်ခြင်းကိုပိုမိုခံစားရကြောင်းအတည်ပြုထားပြီးအသက်အရွယ်ကြီးလာတာနဲ့အမျှတိုးလာပါတယ်။ အိမ်မပျော်ခြင်းဟာဝေဒနာခံစားရသူတွေရဲ့ဘဝကိုများစွာထိခိုက်စေပါတယ်။သူတို့ရဲ့အလုတ်တို့မဟုတ်ကြောင်းမာဆွမ်းဆောင်ရည်ကိုကောင်းမောက်ကမဖြစ်စေသည်။အဝလွန်ခြင်းသည်စိုးရိမ်ပူပန်မှုဖိစီးမှုစိတ်တကြမှုအာယုံဆူဆိုင်မှု ပြဒနာများမှတ်ဉာဏ်ပြဒနာများနဲ့ကိုယ်ခံအားစနစ်အားနည်းခြင်းတို့ကိုလည်းဖြစ်စေနိုင်ပါတယ်။ရေဘူးရအဖြစ်လူတဦးချင်းစီအတွက်အိတ်ချိန်နိုင်ကိုတတ်မှတ်ထားခြင်းမရှိပေမဲ့လူကြီးအများစုသည် ညတိုင်းအိတ်ချိန်9နာရီမှ10နာရီအထိလိုအပ်တယ်လို့ဆိုနိုင်ပါတယ်။အိတ်မပြိုခြင်းသည်ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်စိတ်ပိုင်းဆိုင်ရာယောဂတစ်ခုလား။အိဆက်ချင်းနဲ့စိတ်ခံစားမှုတို့ဟာနီးကပ်စွာဆက်ဆက်နေပါတယ်။လုံလောက်မှုမရှိတဲ့သူမဟုတ်ညံဖြစ်တဲ့အိဆက်မှုဟာစိတ်ဖိစီးမှုတင်းမာမှုနဲ့စိတ်တူလွယ်မှုတို့ကိုဖြစ်စေနိုင်ပြီးကျန်းမာပြီးလုံလောက်တဲ့အိဆက်မှုသည်ဒုက္ခကိုမြင့်တင်ပေးနိုင်ပါတယ်။ ိတ်မပြောခြင်းဟာစိတ်တကြယောဂနဲ့စိုးရိမ်ပူပန်မှုလိုစိတ်ပိုင်းဆိုင်ရာနဲ့စိတ်ယောဂအခြေအနေများကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။နာတာရှည်အိတ်မပြောခြင်းဟာစိတ်ခံစားမှုဆိုင်ရာချိုယွင်းမှုများဖြစ်ပေါ်လာနိုင်တဲ့အနေရကိုမြင့်တင်ပေးနိုင်သည်။ဥပမာစိတ်ကြွယောဂ၊စိုးရိမ်ပူပန်မှု၊စိတ်တကြမှု၊စိတ်မူမမှန်ယောဂ၊အာယုံစူးစိုက်မှု၊ချိုယွင်းမှုနဲ့အလွန်တက်ကြွမှုယောဂတို့ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာပဋိပက္ခတွေကအိပ်ပျော်ဖို့ကိုမှုခက်ခဲစေနိုင်ပြီးအိပ်မပျော်ခြင်းကိုယ်တိုင်ကစိတ်ခံစားမှုအပြောင်းလဲများကိုဖြစ်စေနိုင်ပြီးဇီဝကမ္မပိဒါနဲ့ဟော်မုန်းများပြောင်းလဲမှုတွေကအိပ်မပျော်ခြင်းနဲ့စိတ်ရောဂါဆိုင်ရာပြဿနာများကိုတပြိုင်တည်းဖြစ်စေနိုင်ပါတယ်။အိပ်မပျော်ခြင်းအမျိုးအစားများအိပ်မပျော်ခြင်းကိုအချိန်ကြာမှုပေါ်မူတည်ပြီးအမျိုးအစားနှမျိုးခွဲခြားထားသည်။တစ်ရီတူအိပ်မပျော်ခြင်း ဒီမျိုးစားကကြာချိန်တူပြီးရက်အနည်းငယ်တို့မဟုတ်တပတ်ခန့်သာကြာမြင့်သည်များသောအားဖြင့်စိတ်ဖိစီးမှုစိတ်တကြမှုတို့မဟုတ်စိတ်ထိခိုက်ဖွယ်ရာဖြစ်ရများကြောင်းဖြစ်ပေါ်သည်ဥပမာစာမွေးပွဲညတို့မဟုတ်တရင်ဆိုးကြရပြီးနောက်လူများစွာဟာဒီလိုယာယီအိပ်စက်မှုချွေရမှုကိုခံစားရပြီး ကုသမှုမလိုအပ်ဘဲပြဿနာပြေလည်သွားပါတယ်နိနာတာရှိအိပ်မပျော်ခြင်း အိဆက်မှုအနောက်ရှက်သည့်တပတ်လည်အနည်းဆုံး၃လဖြစ်ပြီးအနည်းဆုံး၃လထပ်ပူကြမြင်သည်အိမပြိုခြင်းသည်အဓိကပြဿနာဖြစ်နိုင်သလိုကျန်းမာရေးအခြေအနေတို့မဟုတ်စိတ်ပိုင်းဆိုင်ရာပြဿနာများနဲ့ဆက်စပ်နေနိုင်ပါတယ်အိမပြိုခြင်း၏လက္ခဏာများ အိမ်မပြိုခြင်းနဲ့ဆက်ဆက်တဲ့လက္ခဏာများစွာရှိပါတယ်။ညဘက်အိပ်ရခတ်ခြင်း၊ညဘက်မကြာခဏနိုးထခြင်း၊အိပ်ချင်းစိတ်ရှိပေမဲ့စိုးစိုးနိုးထခြင်း၊ညဘက်အိပ်ပျော်နေပေမဲ့ပင်ပန်းပြီးအိပ်ငိုက်နေခြင်း၊စိတ်တူလွယ်မှု စိတ်တကြမှုဒုမဟုတ်စိုးရင်ပူပန်မှုအာယုံဆူးဆိုင်မှုအားနည်းခြင်းအမားများနဲ့မတော်တဆမှုများတိုးလာခြင်းလူမှုဆက်ဆံရေးခက်ခဲခြင်းအစာအိမ်နဲ့ဥလန်းချောင်းဆိုင်ရာလက္ခဏာများအိပ်ဆက်ခြင်းနဲ့ပတ်သက်ပြီးစိုးရင်ပူပန်ခြင်းအိမ်မပျော်ခြင်း၏အကြောင်းရင်းများ အိမ်မပျော်ခြင်းကိုဖြစ်စေတဲ့အခြေအနေများနဲ့အလေးထများစွာရှိပါသည်ခင်တို့မှာတစ်ဖြစ်စီမှုအလောက်ကြောင်းကျမ်းမာရေးဒုမဟုတ်မိသားစုနဲ့ပတ်သက်တဲ့စိုးရိမ်မှုများဟာ ညဘက်မှာစိတ်ကိုတက်ကြွနေစေပြီးအိပ်ပျော်ဖို့ခက်ခဲစေပါတယ်လူတဦးရဲ့ကြုံတွေ့ရတဲ့ဘဝပြဿနာများနဲ့အကျက်အတဲများဖြစ်တဲ့ချစ်ရသူတည်ဆုံးခြင်း၊ကြွားရှင်းခြင်းအလုံဆုံးရှုံးခြင်းတို့ကလည်းအိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်နေ့ခီးသွားခြင်းသို့မဟုတ်အလုံချိန်စရာပြောင်းလဲခြင်းလူခန္ဓာကိုယ်မှာ အိပ်ဆက်ခြင်းနဲ့နိုးထခြင်းဇီဝဖြစ်ပျက်မှုနဲ့ခန္ဓာကိုယ်ပူချိန်ကိုထိန်းချုပ်ပြီးတဲ့အတွင်းနာရီတစ်ခုရှိသည်အဲ့ဒါကိုနေ့စဉ်ဘဝစည်းချက်များလို့ခေါ်ပြီးဒီစနစ်များတစုံတရာအကြောင်းချို့ယွင်းရင်အိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်ဥပမာ လေရင်ခီးကြောင်းအချိန်ကွာခြားမှုအလှည့်ကျအလုံးနဲ့အခြားအရာတွေကြောင်းပြောင်းလဲတဲ့အခါစတာတွေကြောင်းဖြစ်ပါတယ်၃အိပ်ဆက်မှုအလေးထားမကောင်းခြင်းကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာကြီးကြီးမားမားမရှိဘဲ အိပ်စက်မှုအလေးထားမကောင်းခြင်းကအိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပြီးရှိပြီးသားအိပ်မပျော်ခြင်းပြဿနာကိုပိုဆိုးစေနိုင်ပါတယ်။ဥပမာ စနစ်မကျတဲ့အိပ်ချိန်များတူတောင်းတဲ့နေ့လယ်အိပ်ချိန်အိပ်ရာမဝင်မီလူကိုတက်ကြွစေတဲ့လှုပ်ရှားမှုများအိပ်ရာဝင်ချိန်မှာတက်တောင်းတက်တာမရှိတဲ့ပဝန်းကျင်အိပ်ရာမှာအလုပ်လုပ်ခြင်းစားတောက်ခြင်းရုပ်မြင်သံကြားကြည့်ခြင်းစတဲ့အိပ်ဆက်ခြင်းမဟုတ်တဲ့လှုပ်ဆောင်မှုများကလည်းအိမ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။၄စိတ်ကျမ်းမာရေးချို့ယွင်းမှု လူများစွာသည်အတိတ်နှင့်အနာဂတ်ဖြစ်ရပ်များနှင့်ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိနေတာကြောင့်အိတ်မပြိုခြင်းကိုဖြစ်စေနိုင်ပါတယ်။စိတ်တက်ကြခြင်းနဲ့အိတ်မပြိုခြင်းတို့ဟာနီးကပ်စွာဆက်ဆက်နေပါတယ်။စိတ်တက်ကြမှုသည်အိတ်မပြိုခြင်းကိုဖြစ်စေနိုင်ပြီးတစ်ခုချင်းစီသည်အခြားတစ်ခုကိုပိုမိုဆိုးရွားစေပါတယ်။ငါးစေဝါများ အချို့သောအကိုက်ခဲပြောက်စီများစိတ်ငြိမ်စီများနှင့်ကပင်းပဝင်တဲ့စီများသည်အိပ်စက်မှုပြဿနာများကို ဖြစ်စေနိုင်သည်။ဒါအပြင်စိတ်တကြစီပန်းနိုင်ရင်ကျက်စီတွီးတူးစီများလာတွေကလည်းအကျိုးသက်ရောက်မှုရှိပါသည်။၆ကျန်းမာရေးအခြေအနေများတခါတရံမှာအချို့သောကျန်းမာရေးအခြေအနေဟာသူတို့ကိုယ်တိုင်သို့မဟုတ်သူတို့မှဖြစ်ပေါ်လာတဲ့လက္ခဏာများကြောင့်အိပ်မပျော်ခြင်းကိုဖြစ်စေပါသည်။ဥပမာ နာတာရှိနာကျင်မှုအစာရင်နဲ့ဦးလန်းချောင်းဆိုင်ရာပြဿနာများကင်ဆာပန်းနိုင်ရင်ကျက်တိုင်းရိုက်အက်ဆစ်လုံယောဂါခါနာခြင်းပါကင်ဆန်ယောဂါနဲ့အယ်ဇိုင်းမာယောဂါလို အာယုံကျိုးဆိုင်ရာယောဂါများလည်းပါဝင်ပါတယ်။ခုနှစ်အိပ်စက်မှုဆိုင်ရာချိုယွင်းမှုများလူတဦးရဲ့အိပ်စက်မှုကိုအပြည့်သဘောဆောင်စွာ ထိခိုက်စေတဲ့ချိုယွင်းမှုတချို့ရှိပါတယ်။ဥပမာအသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကြောင့်ဖြစ်တဲ့အိပ်နေစဉ်အသက်ရှူချက်ချင်း အာယုံကြောဆိုင်ရာမတက်မတာခံစားမှုကြောင့်ခြေတော့မငြိမ်မသက်ဖြစ်ခြင်းခြေတော့ကိုမရွှေ့မနေရွှေ့လိုတဲ့ဆန္ဒဖြစ်ပေါ်စေပါတယ်။ရှစ်ကဖင်းနီကိုတင်းနဲ့အရက်ကဖင်းကိုမနက်ပိုင်းမှာတင်းတင်းတဲ့ပမာဏနဲ့တောက်သုံးခြင်းဟာလူတဦးရဲ့စွမ်းအင်နဲ့ထုတ်လုပ်မှုစွမ်းအားကိုတိုးမြင့်ပေးနိုင်ပေမဲ့လည်းများစွာတောက်သုံးခြင်းသို့မဟုတ် နေ့လယ်နောက်ပိုင်းမှာတောက်တုံးချင်းသည်ကဖင်းတက်ကခန္ဓာကိုအတွင်းရှင်းနိုင်ကြာလှုပ်ဆော်ပြီးတာကြောင့်အိမ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါတယ်။နီကိုတင်းဟာလှုပ်ဆော်ပစ္စည်းဖြစ်ပြီးကျန်းမာရေးကိုဖျက်ဆီးတဲ့ဆေးလိပ်ထုတ်ကုန်များရဲ့အဓိကအစိပ်ပိုင်းဖြစ်သည့်ရက်တောက်တုံးတာဟာအစပိုင်းမှာအိပ်ပျော်ဖို့ကူညီပေးပေမဲ့အိပ်စက်မှုအဆင့်များကိုနှောင့်ယှက်ပေးပါတယ်။ကိုညရွေအစာများစွာစားခြင်းအစာများစွာသို့မဟုတ်အဆီဓာတ်များတဲ့အစာအစာများကို အိယာမဝင်မီစားသုံးခြင်းသည်တင်းကိုမတတ်မတာဖြစ်စေပြီးအိပ်ပျော်ဖို့ခက်ခဲစေပါれ။နောက်ကြတဲ့ညစာနဲ့တချို့အစာများဟာအစာအိမ်မှ အစာမျိုးပြွန်တို့အဆစ်ပြန်တက်ခြင်းသို့မဟုတ်နှလုံးပူလောင်ခြင်းကိုဖြစ်စေပြီးအိပ်ဆက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပါれ။အိမ်မပျော်ခြင်းဤအန္တရာယ်ချက်များလူတိုင်းဒီပါဟာတခါတလေမှအေးရီမွားတဲ့ညတွေကိုခံစားရပါတယ်။ဒါပေမဲ့အောက်ပါချက်များရှိရင် အိတ်မပြိုခြင်းရဲ့အနည်းငယ်ကပိုများပါတယ်။ တင်ဒီအမျိုးသမီးဆိုရင်ဓမ္မတာလာချိန်နဲ့တွေးဆုံခြင်းအချိန်များမှာဟော်မုန်းပြောင်းလဲမှုများကအခန်းကဏ္ဍတစ်ခုဖြစ်ပါဝင်နိုင်ပါတယ်။တွေးဆုံချိန်မှာညဘက်ချွေးထွက်ခြင်း၊ကရင်ပူတာနဲ့အိပ်စက်မှုကိုအနှောင့်ယှက်ဖြစ်စေပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာလည်းအိပ်မပျော်ခြင်းကဖြစ်များပါတယ်။အသက်60ကျော်ပါက အိပ်စက်မှုပုံစံများပြောင်းလဲမှုကြောင့်အသက်အရွယ်ကြီးလာတာနဲ့အမျှအိပ်မပျော်ခြင်းတိုးလာပါတယ်။စိတ်ရောဂါခံစားနေရရင်တင်းဤစိတ်ပိုင်းဆိုင်ရာတိုးမဟုတ် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေတဲ့ပြဿနာများစွာသည်အိတ်ဆက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါသည်။ဖိစီးမှုများနေပါကခက်ခဲသောအချိန်များနဲ့နာကျင်ပွေဖြစ်ရတွေကရာကြီးအိတ်မပြုံမှုကိုဖြစ်စေနိုင်ပါသည်။ကြီးမားသောသို့မဟုတ်ကြာရှည်တဲ့ဖိစီးမှုများကနာတာရှည်အိတ်မပြုံခြင်းကိုဖြစ်စေနိုင်ပါသည်။ပုံမှန်အချိန်စရာမရှိရင်ဥပမာအလုပ်ဆိုင်ပြောင်းလဲခြင်းသို့မဟုတ်ခီးသွွားခြင်းသည် အိပ်စက်မှုနဲ့노ထမှုစဝန်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။အိပ်မပျော်ခြင်းနဲ့အိုမင်းခြင်းအိပ်မပျော်ခြင်းသည်အသက်ရွယ်ကြီးလာတာနဲ့အမျှပိုးမှုဖြစ်များလာသည်။အသက်ကြီးလာတာနဲ့အမျှအောက်ပါအရာများကိုခံစားရနိုင်သည်။အိပ်စက်မှုပုံစံများပြောင်းလဲခြင်းအသက်ကြီးလာတာနဲ့အမျှအိပ်စက်ခြင်းသည် နှဆိုင်မှုရောနယ်လာပြီးစူမြန်တန်သူမဟုတ်ပဝန်းကျင်ပြောင်းလဲမှုများကြောင့်လူထလွေပါတယ်။တင်းရဲ့အတွင်းနာရီဟာအသက်ကြီးလာတာနဲ့ညနေခင်းမှာပင်ပန်းလာပြီးမနှက်ဆိုးဆိုးနိုးထလာသည်။ဒါပေမဲ့တက်ကြီးရွယ်ဦးတွေဟာရေဘူးရအဖြစ်လူငယ်များနဲ့တူညီတဲ့အချိန်ပမာဏလိုအပ်ပါတယ်။လှုပ်ရှားမှုပြောင်းလဲခြင်း ရုပ်ပိုင်းဆိုင်ရာသို့မဟုတ်လူမှုဆက်ဆံရေးလှုပ်ရှားမှုနှဲပါလာနိုင်သည်လှုပ်ရှားမှုမရှိခြင်းကညရင်ကောင်းစွာအိပ်ပျော်ခြင်းကိုဟန်တားနိုင်သည်လှုပ်ဆောင်မှုနှဲပါလေလေနေ့စဉ်နေ့လည်အိတ်ချင်ယူလေလေဖြစ်ပြီးညမှာအိတ်မပျော်လေပါပဲကျမ်းမာရေးပြောင်းလဲခြင်းအစ်စီရောင်နာသို့မဟုတ်ကြိုးရိုးပြဿနာတို့လို့ နာတာရှိနာကျင်မှုစိတ်တကြမှုတို့မဟုတ်စိုးရိမ်ပူပန်မှုတို့ကအိပ်ဆက်ခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်သည်ညဘက်မှာစီးသွားလိုမှုတိုးလာခြင်းဖြစ်တဲ့စီးကျိတ်တို့မဟုတ် စီးအိမ်ပြဿနာများကလည်းအေးရပြစေနိုင်သည်အိနေစဉ်အသက်ရှူချက်ချင်းနဲ့မငြိမ်မသက်ဖြစ်ခြင်းယောဂာသည်အသက်ကြီးလာတာနဲ့ပုံမှုဖြစ်များပါတယ်။ဆေးဝါးများအလွန်အကျွံသုံးဆွဲခြင်း တကြီးရွယ်ဦးများသည်လူငယ်များထက်စည်းညွန့်ဖြင့်တတ်မှတ်ထားတဲ့စည်းများကိုပုံမူသုံးဆွဲကြပြီးစေဝါနဲ့ဆက်ဆက်တဲ့အိမ်မပျော်ခြင်းဖြစ်နိုင်ချေတိုးလာပါတယ်။ကလေးများနဲ့ဆဲကျော်သက်များတွင်အိမ်မပျော်ခြင်းကလေးများနဲ့ဆဲကျော်သက်များမှာအိပ်စက်မှုပြဿနာများကလည်းစိုးရိမ်စရာဖြစ်နိုင်သည်။ဒါပေမဲ့ကလေးနဲ့ဆဲကျော်သက်တချို့ဟာရိုးရိုးအိပ်ချိန်နောက်ကျခြင်းသို့မဟုတ်ပုံမှန်အိပ်ချိန်ကိုစန့်ကျင်ခြင်းရှိကြပါတယ်။သူတို့သည်နောက်ကျမှအိပ်ရာဝင်လိုပြီးမနက်နောက်ကျမှအိပ်ရာထလာလိုကြပါတယ်။ အိတ်မပြိုခြင်း၏ရှုပ်ထွေးမှုများအိတ်ဆက်ခြင်းဟာကျန်းမာတဲ့အစားအသောက်နဲ့ပုံမှန်ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုရဲ့အရေးပါမှုနဲ့အတူတင်းရဲ့ကျန်းမာရေးအတွက်အလွန်ရေးကြီးပါတယ်အိတ်မပြိုခြင်းရဲ့အကြောင်းရင်းတွေကဘာပဲဖြစ်ဖြစ်အိတ်မပြိုခြင်းဟာတင်းရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်အိတ်မပြိုတဲ့သူတွေဟာအိတ်ချိန်လုံလောက်စွာရရှိသူများနဲ့နှိုင်းယှဉ်ရင်သူတို့ရဲ့ဘဝအရေးအတွေးဟာနှိမ့်ကျကြောင်းဖော်ပြခဲ့ပါတယ်အိမ်မပြိုခြင်းရဲ့နောက်ဆက်တွဲပြဿနာများမှာ အလုတ်သူမဟုတ်ပညာတင် जा မှုမှာစွမ်းဆောင်ရည်ညံ့ဖင်းခြင်းကားမောင်းနေစဉ်တုတ်ပြတ်မှုနေကွေးခြင်းနဲ့မတော်တဆမှုအန္တရာယ်မြင့်မားခြင်းစိတ်တကြခြင်းစိုးရိမ်ပူပန်မှုချိုယွင်းခြင်းသို့မဟုတ်ဆေးဝါးသုံးဆွဲမှုလိုစိတ်ကျန်းမာရေးချိုယွင်းမှုများတွေးတိုးနဲ့နှလုံးယောဂလိုရေရှည်ယောဂသို့မဟုတ်ကျန်းမာရေးအခြေအနေများဖြစ်ပေါ်နိုင်ခြင်းမြင့်မားလာပါတယ်။အိမ်မပျော်ခြင်းဤကုသမှုအိမ်မပျော်ခြင်းကိုရင်းဤအကြောင်းရင်းပေါ်မူတည်ပြီး ကုသပါれအကြောင်းရင်းခံကိုမှန်ကန်စွာကုသပြီးနောက်ဖြစ်စဉ်များစွာကို ကုသနိုင်ပါれအိမ်မပြောခြင်းအတွက်ကုသနည်းမျိုးစာနှမျိုးရှိပြီးအပြုမူဆိုင်ရာကုထုံးနဲ့ဆေးဘက်ဆိုင်ရာကုသခြင်းတစ်စိတ်ကုထုံးတိမှုအပြုမူကုထုံးသည်ကုထုံးရဲ့ပထမပိုင်းဖြစ်ပါれတိမြင့်မှုအပိုင်းအိတ်ဆက်နိုင်မှုကိုထိခိုက်စေတဲ့ယုံကြည်ချက်များကိုဖော်ထုတ်ပြီးပြောင်းလဲဖို့ကူညီပေးကလူကိုနိုးကြားနေစေတဲ့အကျံစီများနဲ့ကြောက်ရွံ့မှုများကိုထိန်းချုပ်ပေးသည် အပြုအမူပိုင်းကောင်းမွန်တဲ့အိပ်စက်မှုအလေးထများကိုဖွံ့ဖြိုးစေပြီးအိပ်စက်မှုကိုအပြည့်သဘောဆောင်တဲ့အမူအကျင့်များကိုရှောင်ရှားဖို့ကူညီသည်အပြုအမူကုထုံး၏အစီအမံများမှာလှုံ့ဆော်မှုထိန်းချုပ်ကုထုံး၊အုံနောက်ကိုအိပ်ဆက်ခြင်းကိုခံနိုင်ရရှိစေဖို့နှင့်လိုက်ရောညှိထွေဖြစ်စေတဲ့အချက်များကိုဖယ်ရှားဖို့ကူညီသည်။ဥပမာလူနာဟာအိတ်ချိန်နဲ့နိုးချိန်အတွက် ပုံမှန်ရက်စွဲများသတ်မှတ်ဖို့လေ့ကျင့်ထားပြီး နေ့လယ်အိတ်ချိန်ကိုရှောင်ရန်အိပ်ယာကို အိတ်ဆက်ရန်သာအသုံးပြုရန်မိနစ်20အတွင်းအိတ်မပြောရင်အိတ်ခမ်းမှထွက်သွားဖို့အကြံပေးပါရယ်အပန်းဖြီးနီးများတဖြည်းဖြည်းကြွတ်သားများကိုပြေလျော့စေခြင်းနဲ့အသက်ရှူလေ့ကျင့်ခန်းများကအိတ်ဆက်ချိန်မှာစိုးရိမ်ပူပန်မှုကိုရှင်းချပေးသည်ဒီနီးများသည်အသက်ရှူမှုနှလုံးခုန်လုံးကြွတ်သားနှင့်စိတ်ခံစားမှုများကိုထိန်းချုပ်နိုင်ပြီးအိတ်ပျော်စေဖို့ကူညီပေးပါရယ်အိယာမဝင်မီအပန်းဖြီးခြင်းသည်အပြည့်သဘောဆောင်တဲ့တွေ့များစိတ်ဖြစ်စီမှုနဲ့စိုးရိမ်မှုများကိုဖယ်ရှားပြီး အိပ်စက်မှုကိုဖိတ်ခေါ်တဲ့စာဖတ်ခြင်းယောဂကျင့်ခြင်းအနားယူထိုက်တယ်လို့မှတ်ယူပြီး9မိနစ်ခန့်မှန်ကန်စွာအသက်ရှူပါနှာခေါင်းထဲကလေကိုအများဆုံးထုတ်ယူပြီး9စက္ကန့်ကြာအောင်ထိန်းထားပြီးပစက်ကနေထုတ်ဖြစ်ပါဒီဖြစ်စဉ်ကို9မိနစ်ကြာလှုပ်ဆောင်ပေးရင် ရလက်ကွာခြားချက်ကိုအကျိုးဖြစ်ထွန်းပါတယ်အိပ်စက်မှုကန့်သက်ခြင်းဒီကုသမှုသည်နေဘက်မှာအိတ်ချိန်ကိုရှော့ချပေးပြီးနေလေအိတ်ချိန်ကိုရှောင်းကာအိယာဝင်ချိန်ကိုရှော့ချပေးသည် အတိစိတ်ဖြင့်နိုးနေခြင်းအိမ်မပျော်နိုင်ခြင်းရဲ့စိုးရိမ်ပူပန်မှုနဲ့ကြောက်ရွံ့မှုကိုရှော့ချဖို့ရည်ရွယ်ပြီးအိယာဝင်ကအိပ်ပျော်ဖို့ကြိုးစားမဲ့အစားနိုးနေအောင်ကြိုးစားသည်နေ့ဆေးဘက်ဆိုင်ရာကုသမှုစေဝါကုထုံဆရာဝန်ညွန်ကြားတဲ့အိပ်ဆေးများသည်အိပ်ပျော်ဖို့တို့မဟုတ်စနစ်တကျဆက်လက်အိပ်ပျော်ဖို့တို့မဟုတ် နှမျိုးလုံးကိုကူညီပေးနိုင်ပါတယ်။တချို့ဆေးများကိုရက်သက်တစ်ပတ်အနည်းငယ်ထက်ပိုမသုံးဖို့အကြံပြုထားပါတယ်။အเจ้าမှာနေ့ဘက်မှာအိတ်ငိုက်ခြင်း၊လဲကျခြင်း၊အနေရတူးလာခြင်းတို့လိုဘေးထွက်ဆိုးကျိုးများရှိသည့်အိတ်ဆက်မှုကိုကူညီတဲ့ဆေးဆိုင်မှဝယ်ယူနိုင်တဲ့ဆေးများပင်လျှင်ဆရာဝန်ရဲ့အကြံပြုချက်မပါဘဲမတောက်တင်ပါ။ဥပမာအင်ဒီဟစ်တမင်းများသည့်နေ့ဘက်တွင်အိတ်ငိုက်ခြင်း၊မူးဝေခြင်း၊စိတ်ရှုပ်ထွေခြင်း၊မှတ်ဉဏ်ချို့ယွင်းခြင်းနဲ့စီးသွားရခက်ခဲခြင်းလိုဘေးထွက်ဆိုးကျိုးများရှိပါတယ်။ အိပ်စက်မှုပြဿနာများကိုကာကွယ်ခြင်းအိပ်မပျော်ခြင်းကိုဖြစ်စေတဲ့အိပ်စက်မှုအလေးထများကိုရှောင်ကျဉ်ပြီးနေဆိုင်စွာအိပ်ပျော်နိုင်ဘူးကူညီပေးသည် အိတ်ချိန်ကိုတတ်မှတ်ပြီးပိတ်ရက်များမှတောင်းမနှက်စောစောအိပ်ရထားပါတကြွစွာနေထိုင်ပါမတူညီတဲ့လှူရှားမှုများမှာ တက်ကြွစွာပါဝင်ခြင်းသည်ညဘက်မှကောင်းစွာအိပ်ပျော်စေဖို့ကူညီပေးသည်တင်တောင်းနေသောဆေးများသည်အိပ်မပျော်ခြင်းကိုဖြစ်စေခြင်းရှိမရှိစစ်ဆေးပါတရေတမောအိပ်ခြင်းမှရှောင်ခြင်းပါတို့မဟုတ်အချိန်ကိုလျှော့ချပါစိတ်ကြွဆေးများနဲ့အရက်ကိုတောက်တုံးခြင်းလျှော့ချပါတို့မဟုတ်ရှောင်ခြင်းပါနီကိုတင်းကိုရှောင်ပါအိယာမဝင်မီ အစာများများစားခြင်းနဲ့အချိုရည်များကိုရှောင်ပါအိပ်ဆက်ဖို့တက်တောင်းတက်တာဖြစ်အောင်တင့်အခန်းကိုပြင်ဆင်ပြီး ရင်းနှီးတဲ့လေ့ကျင့်ခန်းသို့မဟုတ်အိပ်ဆက်ခြင်းအတွက်သာအသုံးပြုပါအိယာမဝင်မီ အပန်းဖြေဖို့ကူညီပေးနိုင်တဲ့ပုံမှန်လုပ်ရိုးလှုပ်ဆင်ကိုလိုက်နာပါဥပမာရေနွေးချိုးခြင်းစာအုပ်ဖတ်ခြင်းသို့မဟုတ်တိတ်ဆိတ်တဲ့ဂီတကိုနားထောင်ပါညဘက်ပူမိုကောင်းမွန်စွာအိပ်ပျော်စေဖို့အကြံပြုချက်များ ညဘက်မှာနှဆိုင်ပြီးတက်တောင်းတတရှိတဲ့အိပ်စက်မှုကိုရရှိဖို့ဆိုရင်နေ့စဉ်ဘဝထဲမှာလိုက်နာတင်းတဲ့အလေးအကျကောင်းတွေရှိပါတယ်။ဒီအကြံပြုချက်တွေကအိပ်မပျော်ခြင်းကိုကာကွယ်ရုံသာမကအိပ်စက်မှုအရေးတွေးကိုမြင့်တင်ပေးနိုင်ပါတယ်။တစ်အိယာမဝင်မီဖုန်းနဲ့ electronic ပစ္စည်းများကိုရှောင်ပါ။ဖုန်း၊ tablet တို့မဟုတ် computer မျက်နှာပြင်မှထွက်လာတဲ့အပြာရောင်လင်းသည့်အိပ်စက်မှုကိုထိန်းချုပ်ပေးတဲ့ melatonin ဟော်မုန်းထုတ်လုပ်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အိယာမဝင်မီအ ਨੇ ဆုံးတစ်နာရီဒီပစ္စည်းတွေကိုမသုံးဘဲအနားယူပါ။ကျွန်တော်တို့ရဲ့ electronic ကိရိယာအများစုဟာအပြာရောင်လင်းကိုထုတ်ပေးတာကြောင့်ရှောင်ရှားမှုခက်ခဲပါလိမ့်မယ်။တင်ဖုန်းနဲ့ကွန်ပျူတာရှိအပြာရောင်လင်းနှင်းများကိုရှော့ချပေးနိုင်တဲ့အက်တစ်ခုကိုတင် download လုပ်နိုင်ပြီးဒုမဟုတ် အပြာရောင်လင်းနက်များကိုဓာတ်ရိုက်ပိတ်ဆို့နိုင်တဲ့မျက်မှတ်များကိုဝေယူနိုင်ပါတယ်။အိယာမဝင်ခင်းနှစ်နာရီအလိုမှာ TV ကြည့်တာကိုရပ်ပြီးတင့်ခန်းထဲကတောက်ပတဲ့မီးရောင်တွေကိုပိတ်ဖို့လည်းအကြံပေးပါတယ်။နစ်နေကင်းဘက်မှာတရေတမောအိတ်တာရှောင်ပါ။နေကင်းဘက်ခဏတာတရေအိတ်တာကအချိုးကျေးဇူးတွေအများကြီးရှိပေမဲ့တင့်အိတ်ဆက်ခြင်းကိုထိခိုက်စေနိုင်ပါတယ်။နေဘက်မှာအကြာကြီးအိတ်နေရင်တင့်ရဲ့အတွင်းနာရီကိုရှုပ်ထွေးစေနိုင်ပြီးညဘက်မှာအိတ်ဖို့ခက်ခဲစေပါတယ်။ 3. အိတ်ခမ်းအပူချိန်တတ်မှတ်ပါခန္ဓာကိုယ်နဲ့အိတ်ခမ်းအပူချိန်ကအိပ်စက်မှုအရေးသွေးကိုတက်ရောက်နိုင်ပါတယ်။တင်းရဲ့လေးပိဆက်အေးခဲနေတာကတင်းရဲ့ကောင်းမွန်တဲ့ညာအိပ်စက်မှုကိုမထိခိုက်ပါစေနဲ့။ခွန်20ဒီဂရီဖာရင်ဟိုက်ဝင်းကျင်ဟာလူအများစုအိပ်စက်ဖို့တတ်တောင်တတ်တာရှိတဲ့အပူချိန်ဖြစ်ပါတယ်။အလင်းရောင်နဲ့ပါပြီးအပူချိန်အေးမြတဲ့ပဝင်းကျင်ကအိပ်ပျော်မှုကိုပိုမိုလွယ်ကူစေပါတယ်။အိတ်ခမ်းကိုမောင်းပြီးအေးမြအောင်ထားပါ။မောင်းတဲ့ကလာကများတုံးပါ။လေ အိယာမဝင်မီစိတ်တည်ငြိမ်အောင်လုပ်ပါတရားထိုင်ခြင်းအသက်ရှူလေ့ကျင့်ခန်းတို့မဟုတ်ပေါ်ပါတဲ့စာအုပ်ဖတ်ခြင်းတို့လိုလှုပ်ဆောင်မှုများကစိတ်ကိုပြေလျော့စေပြီးအိပ်စက်မှုအတွေ့ပြင်ဆင်ပေးနိုင်ပါတယ်ဥပမာနှာခေါင်းမှလေကို၄စက္ကန့်အသာရှူသွင်း၄စက္ကန့်ထိန်းထားပါးစပ်မှ၆စက္ကန့်ဖြည်းဖြည်းချင်းရှူထုတ်ပါငါအိယာဝင်ရမှာတက်တောင့်တက်တာဖြစ်အောင်ဂရုစိုက်ပါ တိအိယာကောင်းတဲ့ဆောင်တွေကတင်းခန္ဓာကိုယ်နဲ့ကိုက်ညီပြီးတက်တောင့်တတဖြစ်စေဖို့အရေးကြီးပါတယ်။ကောင်းမွန်တဲ့အိယာခင်းရဲ့အကျိုးကျေးဇူးတွေကတင်းခန္ဓာကိုယ်ထဲကနာကျင်မှုကိုလျှော့ပါစေပြီးအိပ်စက်မှုအရေးသွေးကိုတိုးတက်စေနိုင်ပါတယ်။တက်တောင့်တတမရှိရင်အိပ်ပျော်ဖို့ခက်ခဲပြီးမကြာခဏနိုးထနိုင်ပါတယ်။၆အိယာဝင်ချိန်ပုံမှန်ထားပါ။နေ့တိုင်းတူညီတဲ့အချိန်မှာအိယာဝင်ပြီး တူညီတဲ့အချိန်မှာနိုးထခြင်းကတင့်ခန္ဓာကိုယ်ရဲ့အတွင်းနာရီကို စီကံတကျထားရှိပေးပြီးအိပ်ပျော်မှုကိုပိုမိုလွယ်ကူစေပါတယ်။ခုနှစ်ကဖိန်းဓာတ်ကိုညနေဘက်မှာမတောက်ပါနဲ့။ကဖိန်းဓာတ်ကအာရုံစူးစိုက်မှုကိုအားကောင်းစေပြီးကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်တွင်းစွမ်းအင်ကိုမြင့်တင်ပေးနိုင်တာကြောင့် ညဘက်မှာတင်းလျော်တဲ့အနာယူမှုမပြုလုပ်နိုင်ပါညနေ3နာရီမှ4နာရီနောက်ပိုင်းမှာကဖိန်းဓာတ်ကိုမတောက်သင့်ပါအကြောင်းကတော့ကဖိန်းဓာတ်ဟာသွေးထဲမှာ6နာရီမှ8နာရီအထိမြင့်မားနေနိုင်တာကြောင့်တင်းရဲ့အိပ်စက်မှုအရေသွေးကိုတိတိတတ်တာရောကြစေနိုင်ပါတယ်ရှစ်အိယာမဝင်မီရေအနေငယ်တောက်ပါ ညဘက်မှာရေတခမ်းချောက်မှုကအိပ်စက်မှုကိုအနှောက်အယှက်ဖြစ်စေနိုင်ပေမဲ့ညလုံးရင်ညမှာစီးသွားမှုလို့ထရနိုင်ပါတယ်။အိယာမဝင်မီတနာီမှနှစ်နာရီခန့်ရေတခမ်းခွက်လောက်တောက်ထားရုံနဲ့လုံလောက်ပါတယ်။ကိုဘအနန္တာရှုခြင်းကိုစမ်းကြည့်ပါ။လာဗင်ဒါတို့မဟုတ်ချာမိုမိုင်းတို့လိုအနန္တာများကစိတ်ကိုအေးချမ်းစေပြီးအိပ်စက်မှုကိုအားပေးနိုင်ပါတယ်။အိတ်ခမ်းထဲမှာအနန္တာစီ၃မိခွက်လေးထည့်ထားတာဒါမှမဟုတ်ခေါင်းပေါ်အနန္တာစီအနည်းငယ်ဖြန်းထားတာမျိုးကို စမ်းကြည့်နိုင်ပါတယ်30ပုံမှန်လေ့ကျင့်ခန်းလုပ်ပါတနေ့ကိုအနည်းဆုံးမိနစ်20လောက်လေ့ကျင့်ခန်းလုပ်ပါလေ့ကျင့်ခန်းလုပ်ခြင်းဟာအိပ်ဆက်ခြင်းနဲ့ကျန်းမာရေးကိုတိုးတက်စေတဲ့အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့ကူညီပေးပေမဲ့နေ့ဘက်မှာလေ့ကျင့်ခန်းနောက်ကျတာကအေးအေးပြက်ခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက်မှာရလာတဲ့လှုပ်ဆောင်မှုအကျိုးသက်ရောက်မှုကခန္ဓာကိုယ်ကိုအနားယူဖို့နဲ့အိပ်ဖို့ခက်ခဲစေပါတယ် ညာဘက်ပုံမူကောင်းမွန်စွာအိပ်ပျော်စေဖို့အထက်ဖို့ပြပါအကြံပြုချက်အချို့ကိုထည့်သွင်းခြင်းဖြင့်တင်းနေစဉ်ဘဝမှာကောင်းမွန်စွာအိပ်ဆက်ခြင်းကိုဦးစားပေးပါ။တညာရာကောင်းမွန်စွာအိပ်ဆက်ခြင်းကလူမေမှုဘဝအရေးသွေးကိုမြင့်တင်ပေးပြီးစီချိုမျိုးစားနည်းနဲ့နှလုံးရောဂါတို့လိုကျန်းမာရေးဆိုင်ရာရောဂါများဖြစ်နိုင်ခြေပူများလာခြင်းကိုရှောင်ရှားနိုင်ဖို့အထောက်အကူပြုပါရစေ။ ဒီနေ့တော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကပရိသတ်တွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်သစ်တွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်